မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတန်းသတင်းလေးကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတပုံအနေနဲ့ငလင်းကျောက်စစ်ကောင်စီစိုက်ပါလုံခြုံရေးဌာနနဲ့ data center များအကြီးစားပြင်ဆင်ရေးကြောင့်တင်ဆက်ပေးပါမယ်ငလင်းတန်းကျောက်အမျိုးသားစိုက်ပါလုံခြုံရေးဘူဌာနအစအုံနဲ့ e-government data center တို့အကြီးစားထိခိုက်ပျက်စီးကြောင်းစစ်ကောင်စီပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ကိုဒီကနေ့ထုတ်နိုင်ငံပိုင်သတင်းစာရီမှာဖော်ပြထားပါတယ်ပျက်စီးမှုတွေကိုအမြန်ဆုံးပြင်ဆင်ပြီးပြန်လည်လေပတ်နိုင်ဖို့အစီအစဉ်နေပါတယ် သတင်းချဲ့လက်နဲ့စိုက်ပါလုံခြုံရေးဆိုင်ရာဝန်ဆောင်မှုတွေမကြမီပြန်လည်ရရှိနိုင်မယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဒီလိုပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးရုံးရှိ e-learning center နှစ်ခုလည်းပြန်စီသွားကြောင်းငလင်တန်ခန့်ဒေတာများရှိဆက်သွယ်ရေးစခန်း 26289ခုအနက်6930ကျော်ချုံရင်ပြစီသွားပြီးထောက်ဝက်ခံလည်းပြန်လည်ပြုပြင်နိုင်ပြီဖြစ်ကြောင်းပါရှိပါရယ်အမျိုးသားစိုက်ပါလုံခြုံရေးဌာနဟာနေပြည်တော်စပူတီရီမြို့နယ်စပူချက်တီလမ်းမှာတည်ရှိပါရယ်ပြစီမှုအသိစိတ်မတိရသေးတော့လဲစစ်ကောင်စီရဲ့အင်တာနက်လွတ်လပ်ခွင့်ကန့်သက်ပိတ်ပုံမှုစက်သွေးကွန်ရက်ဆောင်ကြည့်ပြီးပြည်သူလူထုကိုဖမ်းဆီးနှိပ်ကုမှုတွေရောကြသွားနိုင်ကြောင်းအမျိုးသားညီညွတ်ရေးဆိုရာ NUG ဝင်ကြီးချုပ်ရုံပြောခွင့်ရသူဦးနေဖုံးလက်ကတရင်ဌာနကိုပြောပါရယ်သူတို့က24နာရီ တဲ့အတိုင်းပဲအဲ့ဒီအတွက်ကိုဝန်တန်းတင်အများကြီးတောင်းပြီးတော့ပြည်သူရင်းရဲ့အင်တာနက်သုံးစွဲမှုပေါ့နော်ဒီဟာတွေကိုအမြင်ဆောင်ကြည့်နေပြီးရင်သူတို့ lobby channel ဟန်ငင်းဦးတို့ဘာတို့မှတင်ပြီးတော့သွားဖမ်းတာမျိုးပေါ့အဲ့ဒီလိုမျိုးတွေလုံနေတာတော်တော်လေးရပ်တန့်သွားတာမျိုးလုပ်ငန်းပြန်မဆောင်နိုင်တာမျိုးရှိရဲ့လို့ဦးနေဖုံးလက်ကဆိုပါတယ် စက်ကောင်စီက e-government လုပ်ငန်းလိုကြွေးကြော်ထားတော့လဲကောင်းစွာနဲ့ပန်းနိုင်ခြင်းမရှိတော့ကြောင်းလဲပတ်နေတဲ့လုပ်ငန်းကိုလည်းပြည်သူလူထုကိုဖိနှိပ်ချုပ်ချယ်ဖို့အတွက်သာအသုံးချနေကြောင်းဆိုပါတယ်။တင်ကြတာကတော့စစ်တပ်ရဲ့ e-government တင်မကဘူးစီမံအုပ်ချုပ်ပိုင်းကြီးတစ်ခုလုံးဟာတော်တော်လေးကိုအတက်အတဲဖြစ်သွားတဲ့သဘောတော့တွေ့ရတယ်လို့သူကပြောပါတယ်။ NUG စိုးမှုနယ်မြေများအပါဝင်မြင်းကလေးတန်ခံရတဲ့နယ်မြေအများပြားမှာအင်တာနက်နဲ့ဆက်သွယ်ရေးပတ်တောင်နေစဉ်ဖြစ်ပါတယ်။ငလင်းကြောင့်စစ်ကောင်စီရဲ့ဝင်ကြီးဌာန website များ online မှာပြောင်းသွားသလိုစစ်ကောင်စီရ ံဆိုင်ရာနေပြည်တော်မှာဝင်ကြီးဌာနရုံးများဝန်ထမ်းအင်အားများထိခိုက်ပျက်စီးပြီးဝန်ထမ်းများလည်းကြုံတလို့နေထိုင်နေကြပါတယ်။အာနာသိမ်းပြီးနောက်စကောင်စီကမြန်မာများလူသုံးများတဲ့ Facebook နဲ့လွတ်လပ်တဲ့သတင်းဌာန website များကြီးစုခွင့်ပိတ်ထားပြီး၎င်းကိုလူကိုစန့်ကျင်သူများကိုဖမ်းဆီးနှိပ်ကွပ်နိုင်ဖို့အတွက်တယ်လီဖုန်း operator များအင်တာနက်ဝန်ဆောင်မှုကုမ္ပဏီများမှတစင်ကြားဖြတ်နာထောင်ပို့ကွင်အချက်အလက်များရယူခဲ့ကြောင်းဒီဂျစ်တယ်အရေးတက်ကြွလှုပ်ရှားသူတွေကပြောပါတယ်။ 2024ခုနှစ်တွင်အာရှပစိဘိဒေသမှာအင်တာနက်ဖြတ်တာမှု3ချိန်မြင့်တက်ခဲ့ရမြန်မာမှာအင်တာနက်ဖြတ်တာမှု85ချိန်ရှိခဲ့ပြီးကမ္ဘာတဝန်းအစိုးရဆုံးနိုင်ငံဖြစ်ကြောင်းနယူးယောက်ခြေဆိုင်ဒီဂျစ်တယ်အခွင့်အရေးဆိုင်ရာအဖွဲ့ SS Now ကအခုနှစ်ဆန်းမှာထောက်ပြခဲ့ပါတယ်။နောက်ထပ်ငလင်ဘေးဒဏ်သင်စကိုင်းမျိုးအဝင်အထွက်စစ်ကောင်စီတင်းကျပ်တဲ့အကြောင်းတင်ဆက်ပြီးပါမယ်။ငလင်တန်းအကြီးကျယ်ကြုံခဲ့ရတဲ့စကိုင်းတိုင်းစကိုင်းမျိုးအဝင်ထွက်ကိုစစ်ကောင်စီက AB3 ရဲ့ဒီကနေ့မနက်ကစလို့တင်းတင်းကျပ်ကျပ်ဆစ်ဆင်းနေတယ်လို့ကိုရိုင်းကြုံတွေ့နေခဲ့ရတဲ့ဒေသ ာကန်တွေကတရင်ဌာနကိုပြောပါရယ်စကိုင်းတနာထိတ်မှရှင်ရဲ့စစ်ကောင်စီစစ်စင်းကိကနေစစ်စင်းနေရလို့ဆိုပါရယ်အခုလိုစစ်စင်းမှုတွေကြောင့်ငလင်းအတွက်ကုညီဖို့လာရောက်တဲ့အရက်ဖက်လူမှုကုညီအဖွဲ့ချုပ်နောက်ပြန်လှည့်သွားတာရှိရဲလို့အမည်မဖော်လို့တဲ့စကိုင်းမြို့ကမျက်မြင်တောင်းကတရင်ဌာနကိုပြောပါရယ်မနက်ကလေးကမြို့ဝင်မြို့တွင်းအားလုံးပိတ်ဆင်နေတာအခုနေ့လည်းအချိန်တိတံတားရီကားတွေပိတ်နေတော့စကိုင်းမြို့နယ်ကိုလာကုညီမဲ့ကျွန်တော်တို့နဲ့ချိန်ဆက်ထားတဲ့အချို့ကားတွေဆိုတံတားပေါ်မရောက်ခင်ကလေးကမန္တလေးဘက်ကိုပြန်လှည့်သွားတာရှိရဲငလင်းဘေးအတွက်ထောက် ောက်ပိုင်းပစ္စည်းတွေကိုပါဆစ်ဆင်းနေတာကြောင့်ဒီနေ့နေ့လည်းဒီမြို့ဝင်မှာကအစီအထောင်နဲ့ကြီးပိတ်မိနေတာလို့ဆိုပါတယ်။ငလင်ကာလမတိုင်ခင်ကတည်းကစကိုင်းမြို့အဝင်အထွက်ကိုစစ်ကောင်စီဆစ်ဆင်းကိန်းကဆစ်ဆင်းတာရှိပြီးမြဒီနေ့မှာတော့အရှင်ကားတပ်ပုံမတင်းချက်ဆစ်ဆင်းတာဖြစ်လို့တရားကိုဖြတ်တန်းဖို့အချိန်နှစ်နာရီကန်ကြာမြင့်နေလို့လေကိုရိုင်းဆစ်ဆင်းခံရသူတန်ဦးကပြောပါတယ်။စစ်ကောင်စီကအခုလိုပါကြောင့်တင်းတင်းကျပ်ကျပ်ဆစ်ဆင်းနေဆိုတာကိုရှင်းရှင်းလင်းလင်းမသိရပါပေ။စကိုင်းမြို့ကိုစစ်ကောင်စီဘက်ကတာဝန်ရှိသူတအုပ်လာရောက်ဖို့ရှိတာကြောင့်ဆစ်ဆင်းတာဖြစ်နိုင်တယ်လို့သူကပြောပါ porém, ဒါနဲ့ပတ်သက်လို့မိများနိုင်ဖို့စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်စောမင်းထွန်းကိုတရင်ဌာနကဆက်သွယ်ခဲ့ပြီးမြဖုန်းလက်ခံဖြေကြတာမျိုးမရှိပါဘူး။စကိုင်းမြို့နယ်ဟာပြည်သူ့ကာကွယ်တပ် PDF တွေလှုပ်ရှားရာဒေသတစ်ခုဖြစ်ပေမယ့်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကငလင်းပေးတဲ့အသင့်ဒေသအားလုံးကိုမလ30ရက်နေ့ကစပြီး AB စနေရနေ့ထိထိုးစစ်အားလုံးကိုရှန်ဆိုင်ထားတယ်လို့ထုတ်ပြန်ကြေညာထားပါတယ်။စကိုင်းမြို့ဘော်ကငလင်းပေးတဲ့အသင့်ဒေသခံတွေကိုစစ်ကောင်စီဘက်ထိတိယောင်ယောက်ကူညီတာမျိုးမရှိသေးဘူးလို့ဒေသခံတွေကပြောပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့ ယ်စစ်ကောင်စီကငလင်တန်းချောင်းပြိုကျတဲ့အစာအုပ်တွေကိုချက်ချင်းဖင်ရှားခိုင်းနေပြီးစစ်နဲ့အလုသမာခသိန်းရာကြီးပေါက်ဆီးရှိနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်အင်အားဖြင့်ငလင်တန်းခန်းစားတဲ့မန္တလေးမြို့မှာအဆောက်အအုံများပြူကျအကွက်မှုတွေရှိတဲ့အတွက်ဒေသခံများလမ်းပြီးမှနေထိုင်စားသောက်နေရတာကိုစစ်ကောင်စီကဖယ်ရှားခိုင်းနေကြောင်းသိရပါတယ်။ငလင်ကျောင်းပြူကျပျက်စီးသွားတဲ့အဆောက်အအုံတွေကိုဖယ်ရှားရမှာစိုင်ရန်တရားနဲ့အလုသမာငှားကားကတင်းရချီတဲ့အထိပေါက်ဆီးရှိနေကြောင်းမန္တလေးဒေသခံများမှသိရပါတယ်။ ကျုံးပီးမှတကြံကာလမှန်တက်ဆောင်မှဖြစ်ပြီးငလင်းတန်ခံပြည်သူများကျုံးပီးမှနေထိုင်နေကြတာကိုစစ်ကောင်စီကအမြန်ဆုံးဖေရှားခိုင်းထားကြောင်းသိရပါတယ်။ငလင်းလုပ်ပီးစားနေမှာမြေတူ၁၇နာရီနဲ့သိန်းအဲ့ဒါတော့အဆက်အသွယ်ရှိမှငှားလို့ရတာဒီနေ့ဆို၁နာရီ၅သိန်းထက်ရောက်သွားပြီပြောတယ်လို့မန္တလေးမြို့နယ်ငလင်းဘေးတင်အမျိုးသားတန်အုပ်ကပြောပါတယ်။စစ်ကောင်စီကဖြည့်ဆည်းထားတဲ့အဆောင်တွေကို၁၅ရက်တွင်ဖေပေးရမယ်လို့ဒေသခံတွေကပြောဆိုထားတဲ့အတွက်အလုတ္တမ၅ရက်ကဈေးများမှာမြင့်တက်လျက်ရှိကြောင်းသိရပါတယ်။အပြည့်စည်းနေရင်အလုတ္တမကကသိန်း 30ကစတဲ့ဖြိုချရမယ်ဆိုရင်သိန်းလင်းရာထီတောင်းတာရှိတဲ့ရွှေငွေစာရွက်စာနဲ့တန်ဖိုးရှိနာတွေကိုလည်းလုံခြုံမှုမပေးနိုင်ဘူးလို့ဒေသခံအမျိုးသမီးတောင်းကပြောပါတယ်။မန္တလေးမြို့အတွင်းရှိအဆောင်များမှာပျက်စီးဆုံးရှုံးမှုများတဲ့အတွက်ကေဆိုင်ရင်းနဲ့ဆိုင်ရင်းရမလုံလောက်ပဲဖြီသူများမှာလမ်းပီးနဲ့ကျုံနေပြီးအနီးတစ်ဝိုက်မှာဆင်းပြေးနေထိုင်နေရကြောင်းသိရပါတယ်။ စကိုင်းကိုပဟုပြုပြီးရစ်စတာစကေး9.9နဲ့9.5ပြင်အားရှိငလင်ချင်းလောက်ခတ်ပြီးရဲ့နောက်မန္တလေးနဲ့နေပြည်တော်တို့မှာအင်အား9.3တင်အစင်ရှိငလင်ငယ်များဇက်တိုင်လောက်ခတ်မှုတွေရှိကြောင်းငလင်အန်ရဲ့စောင့်ကြည့်ဖွဲ့စည်းမှတင်ရပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့မြန်မာငလင်အတွက်ပြည်တိမ်ပေါင်၅တန်းထပ်မံထောက်ပံ့မီစစ်တပ်ထံစီစဉ်ခြင်းလုံးဝမရှိလို့တတိပေးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပြည်တိမ်အစိုးရကမြန်မာငလင်အတွက်စတာလင်ပေါင်၅တန်းထပ်မံကူညီမယ်လို့ကြေညာလိုက်ပြီးအဲ့ဒီအကူအညီကမြန်မာစစ်တပ်ထံစီစဉ်ခြင်းလုံးဝမရှိကြောင်းအသိပေးပါတယ်။ ဒီတိန်ကဘေးအန္တရာယ်များဆိုင်ရာအရေးပေါ်ကော်မတီရဲ့ရှံပုံငွေကောက်ခံခြင်းအစီအစဉ်မှာစတာလင်ပေါင်၅တန်ထပ်မံထည့်ဝင်ထားကြောင်းဒီကနေ့ကြေညာလိုက်ပါတယ်။ဒီတိန်ဆိုရကငလင်ဘေးဒဏ်သင့်မြန်မာပြည်သူများအတွက်စတာလင်ပေါင်၁၀တန်းကိုကနအုပ်ပံ့ပိုးပေးခဲ့ပြီးဖြစ်ပြီးဒီနေ့ထပ်တိုးရှံပုံငွေပါဝင်စုစုပေါင်းစတာလင်ပေါင်၅တန်အကူအညီထောက်ပံ့ပေးထားပြီးဖြစ်ပါတယ်။မငြိမ်သက်မှုတွေကြာကြာခိုင်နေထိုင်ခင်ရတဲ့မြန်မာပြည်သူတွေအတွက်အခုအချက်တဲကဆင်းရဲဒုက္ခတွေထပ်တိုးစေကအရေးပေါ်အကူအညီတွေပို့မလို့အပ်စေပါတယ်လို့ဒီတိန်ဖွံ့ဖြိုးရေးဆိုင်ရာဝန်ကြီးက ပြောပါတယ်အစာအစာရှိနေနေထိုင်စရာအမိုးကများအစာရှိနေအရေးပေါ်ပစ္စည်းများအပါအဝင်ပြည်တည်အစိုးရရဲ့အကူအညီတွေကငလင်တန်းအပြင်းထန်ဆုံးခံရတဲ့ဒေသတွေကိုရောက်ရှိနေပြီဖြစ်တယ်လို့ရန်ကုန်မြို့ပြည်တည်တန်ရုံကအသိပေးပါတယ်နောက်ထပ်တစ်ပုတ်အနည်းနဲ့ရန်ကုန်မှာငလင်ဘေးကူညီဖို့အလူငွေကောက်ခံနေတဲ့လူငွေအဖွဲ့ဖမ်းဆီးစစ်ဆေးခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်ရန်ကုန်မြို့မှာငလင်ဘေးကူညီဖို့အလူငွေတွေလိုက်လံကောက်ခံနေတဲ့လူငွေအဖွဲ့စစ်ဆေးခံရပြီးကောက်ယူထားတဲ့လူငွေတွေတင်ဆက်ခံလိုက်ရကြောင်းဖြစ်စဉ်ကိုသိရှိထားသူဒေသခံတောင်းကပြောပါတယ် င်အေဘီလာ၂ရက်ညပိုင်းမှာငလင်ဘေးတင်ဒေသများရှိပြည်သူများကိုကူညီဖို့စမ်းချောင်းမြို့နယ်မြည်နင်းကုန်းမှတာမွေမြို့နယ်ထိလမ်းလျှောက်ပြီးအလူကန်ထွက်လာတဲ့လူငယ်ရှစ်ဦးတာမွေမြို့နယ်165လမ်းမှာဖမ်းဆီးခံခဲ့ရတယ်လို့ဆိုပါရယ်အလူကန်ထွက်လာတဲ့ကလေးတွေကို165လမ်းထိမှအရွက်ဝတ်တွေကဖမ်းသွားတာပါပြီးတော့အုပ်ချုပ်ရေးမှူးချုပ်ကိုခေါ်သွားတယ်အဲဒီနောက်စစ်ဆေးတာတွေလုပ်ပြီးအလူကန်နဲ့နေရာမှာတောင်းတဲ့စက်ကူပုံးတွေနဲ့ကောင်းယူရရှိတဲ့အလူငွေကိုတင်ဆက်သွားခဲ့ပါတယ်လို့ဖြစ်စဉ်ကိုသိရှိထားသူကပြောပါတယ် အရင်နောက်လူငယ်များကိုတာဝန်မျိုးနဲ့အုပ်ချုပ်ရေးမှူးရုံးမှစစ်ဆေးမေးမြန်းမှုတွေအချိန်တော်ကြာပြုလုပ်ခဲ့ပြီးနောက်ခံဝင်ထိုးကပြန်လုပ်ပြီးခဲ့ကြောင်း၎င်းကဆိုပါတယ်သူတို့ဖမ်းဆီးတာကအလူခံဖို့ထောက်ခံစာမလုပ်ထားလို့ဖမ်းတာဆိုပြီးပြောတယ်ဖန်စီစစ်မီခံရတဲ့လူငယ်တွေရဲ့နာမည်ရင်းနေရာလိမ့်စာတွေကိုတော့သူတို့တောင်းလို့အကောင်ပင်းခဲ့ရတယ်။နောက်မလုတော့ပါဘူးဆိုပြီးလည်းခံဝင်ထိုးခဲ့ရတယ်လို့တရားကြောင်ပြောပါရတယ်။ငလင်ပင်းအတွက်အလူခံတဲ့လူငယ်အဖွဲ့ ဖက်စီစစေးခံရတာကိုတခြားတာမွေဒေသခံနှုတ်ကလည်းအတည်ပြုထားပြီးအသေးစိတ်သိရှိနိုင်ဖို့ဆက်လက်စုံစမ်းနေပါတယ်။မလ28ရက်နေ့နေ့လယ်ပိုင်းကလုခတ်ခဲတဲ့ငလီကြီးကြောင့်ထိခိုက်ပျက်စီးမှုများပြားတဲ့ဒေသတွေကိုကူညီနိုင်ဖို့အလွန်ဝေကောက်ခံမှုတွေကိုရန်ကုန်မြို့ရှိလူငယ်များကမလ31ရက်ကစပြီးပြုလုပ်နေတာပါ။ရန်ကုန်မြို့ရှိလူစင်ကားရနေရများကားဂိတ်များနဲ့ခီးတဲ့တင်လိုင်းကားတွေပေါ်မှာလူငယ်များကိုယ်တိုင်အလွန်ဝေကောက်ခံနေတာဖြစ်ပြီးငလင်တန်တဲ့ပြည်သူများလိုအပ်တဲ့အခြေခံလူသုံးကုန်ပစ္စည်းများကိုပေးဖို့လှူဒါန်းနိုင်ဖို့ရည်ရွယ်ချက်နဲ့လှုံ့ဆော်နေတာဖြစ်ပါ ါတယ်။မလ28ရက်နေ့နေ့လယ်12:50မိနစ်အချိန်ကစကိုင်းမြို့နီကိုပဟုံပြူပြီးလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးကြောင့်မန္တလေးတိုင်းနေပြည်တော်စကိုင်းတိုင်းမကွေးတိုင်းပဲခူးတိုင်းနဲ့ရှမ်းပြည်နယ်တို့မှာထိခိုက်ပျက်စီးမှုတွေများပြားနေပါတယ်။အေပီလာ2ရက်နေ့ညပိုင်းအထိသတင်းဌာနကပြုစုထားတဲ့စီးရင်နေရာအင်အားပြင်းငလင်ကြောင့်တည်ဆုံသူ4368ဦးတည်ရှိလာပြီးထိခိုက်ဒဏ်ရာရရှိသူ3524ဦးတည်ရှိတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။